ပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေမြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကို နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ ကိုတက်သမ၄မှတ်ကဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်သမ၅မှတ်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းမာရှိကြပါစေလို့မြစည်းမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အော်တိုဘားလ21ရက်အင်္ဂါနေ့ညဘက်မြစည်းမရဲ့ရေဒီယိုစီစဉ်ကိုမြန်မာစံတော်ချိန်ည9:00ကနေ9:00ခွဲထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်စိုင်းခမ်းပါဒီကနေ့ညနာဆင်ရမယ့်စီစဉ်တွေကတော့စစ်ကောင်းဆောင်ကိုအာဆီယံအစည်းအဝေးတက်ဖို့ဖော်ပြချက် NSD သတင်းကဖော်ရှားတဲ့သတင်းနဲ့အတူ ပစ္စည်းခိုးသူလို့ဆွဆွဲခံရသူတားအမီနဲ့ရိုက်နှက်သူနှစ်ဖက်လုံးကိုရဲတပ်ဖွဲ့ထိန်းသိမ်းထားတဲ့အကြောင်းတွေအပါအဝင်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါသတင်းတွေပြီးမှာတော့ key to hat အစီအစဉ်ကိုနားဆင်ရဖို့ရှိပါတယ်ခင်ဗျာမင်္ဂလာပါပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်မြန်မာအနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်း 48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မယ်ဆိုပြီးမလေးရှားသတင်းဌာနတစ်ခုဖြစ်တဲ့ New Street Time ကသတင်းတွေမှာထည့်ပြောလာခဲ့ရကနေအော်တိုဘာလ22ရက်ဒီကနေ့မှာတို့အဲ့ဒီသတင်းစာကစစ်ကောင်းဆောင်မင်းအောင်လှရဲ့နာမည်ကို ပြန်လည်ဖယ်ရှားလိုက်တာကို တွေ့ရပါတယ်။အော်တိုဘာလ20ရက်မနေ့ကဒီ New Street Time ကိုသတင်းဌာနကိုကိုးကပြီးတော့ ာနာသိမ့်မှုကိုထောက်ခံတဲ့စစ်အုပ်စုလက်အောက်ခံဝါဒဖြန့်မီဒီယာတွေက58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမင်းအောင်လှိုင်တက်ရောက်မယ်လို့သတင်းတွေဖော်ပြရေးသားခဲ့ကြပါသေးတယ်လက်ရှိမှာတော့အဲ့ဒီသတင်းဌာနကမင်းအောင်လှိုင်ရဲ့နာမည်ကို သတင်းကနေဖယ်ရှားလိုက်တာကြောင့်အာဆီယံထိပ်သီးအစည်းအဝေးကို အာဏာသိမ်းစစ်ကောင်စောင့်မင်းအောင်လှိုင်တက်ရောက်ခွင့်ရမရမတိချသေးတဲ့အခြေအနေမှာရှိနေတာပါ။ မြန်မာနိုင်ငံမှာဆက်အနာသိမ်းမှုပေါ်ပေါက်ပြီးလပိုင်းအကြာ2021ခုနှစ်ဧပြီလအတွင်းမှာကျင်းပခဲ့တဲ့အာဆီယံနိုင်ငံများထိပ်သီးအစည်းအဝေးကိုအာနာသိမ်းစစ်ကောင်စမင်းအောင်လှိုင်တက်ရောက်ခွင့်ရခဲ့ပေမဲ့အဲ့ဒီအစည်းအဝေးအတွင်းမှာဆုံးဖြတ်တည်ပြုခဲ့တဲ့အချက်တွေကိုစစ်ကောင်စောင်ဖက်ကအကောင့်ထဲပေါ်ဆောင်ရွက်မှုအားနေတယ်ဆိုပြီးနောက်ပိုင်းကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးတွေကိုစစ်ကောင်စောင်မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်မပြုဘဲပိတ်ပင်ခဲ့တာပါ။ အခု58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအော်တိုဘားလာ26ရက်နေ့ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာမလေးရှားရဲ့ဥက္ကဋ္ဌအဖြစ်တာဝန်ယူမှုအောက်မှာပူပေါင်းပါဝင်မှုနဲ့ရေရှဲတည်တက်မှုခေါင်းစဉ်နဲ့ကျင်းပပြုလုပ်သွားဖို့စီစဉ်ထားတာပါအဲ့ဒီအစည်းအဝေးကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်အပြင်ကမ္ဘာခေါင်းဆောင်တွေနဲ့ဒေတာတွင်းခေါင်းဆောင်တွေပါဝင် တက်ရောက်မယ်လို့သိရပါတယ်ဒါအပြင်ရုရှားသမ္မတဗလာဒီမာပူတင်လည်း ကွာလာလမ်ပူမှာကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်လာဖွယ်ရှိတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါဣဗရာဟင်ကပြောကြားထားပါတယ်ခင်ဗျာတောင်တက်မလို့ TLL တိမ့်ပိုက်ထိန်ချုပ်ထားတဲ့မိုးကုံမြို့အရှေ့ပိုင်းကနေရာနှစ်ခုကိုစစ်ကောင်စီတပ်ကအော်တိုဘားလ21ရက်နေ့နေ့လယ်ပိုင်းမှာဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါဗျ အော်တိုဘာလ22ရက်နေ့လယ်2:59မိနစ်ခန့်နဲ့3နာရီ10မိနစ်ခန့်မှာပုံကျဲသွားတာလို့ဒေသခံတွေကပြောပါရယ်ဘုံတလုံးဟာမိုးကုတ်မြို့အရှေ့ပိုင်းကန်တော်ကုန်းအထက်နားကိုကြာရောက်ပောက်ကွဲပြီးအရက်သားတွေထိခိုက်တေဆုံးမှုရှိတယ်လို့ဒေသခံတူကပြောပါရယ်နောက်တလုံးကတော့တောတောင်တွေဘက်ကိုကြာရောက်ပောက်ကွဲတာလို့ဆိုပါရယ်ကန်တော်ကုန်းကဖူဆယ်ဘောလုံးကွင်းကိုကျဲတာအထိခိုက်တွေရှိတယ်လို့ဒေသခံတူကပြောပါရယ် အော်တိုဘားလာ၂၁ရက်နေ့လယ်ပိုင်းဘုံကျဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတရားလလီကသတင်းထုတ်ပြန်ထားပေမဲ့ထိခိုက်မှုအခြေအနေကိုတော့ဖော်ပြထားတာမရှိပါဘူး။ပြီးခဲ့တဲ့အော်တိုဘားလာ၁၆ရက်နေ့နဲ့၂၀ရက်နေ့တွေကလည်းမိုးကုတ်မြို့အရှေ့ပိုင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။တရားလလီထိန်းချုပ်ထားတဲ့မြို့နယ်တွေက နောင်ချိုတီဘောနဲ့ကြောင်မဲမြို့တွေကိုတင်းယူပြီးတဲ့နောက်ပိုင်းပြန်လည်တင်းယူထားတဲ့မြို့နယ်တွေအပြင်ကျန်တဲ့မြို့နယ်တွေကိုလည်းစစ်ကော်မရှင်တပ်ကနေ့စဉ်ဘုံကျဲတိုက်ခိုက်နေတာပါ။ အော်တိုဘားလာ၁ရက်နေ့ကနေ၁၈ရက်နေ့အထိမန်တုံကြောင်မဲတီဘောမိုင်းငော့မိုင်းလုံးနမ်ဆန်နမတူ မိုးမိတ်မြို့နဲ့မိုးကုတ်မြို့တွေကိုလေကြောင်းကနေ၂၈ကြိမ်ပုံချဲခဲ့ပြီးဒေသခံ၄၂ဦးသေဆုံးက၄၄ဦးဒဏ်ရာရခဲ့တယ်လို့တရလလီကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘားလာ၁၉ရက်နေ့၂၀ရက်နေ့နဲ့၂၁ရက်နေ့တွေမှာလည်း နမ်ဆန်မန်တုံမိုင်းငုံနဲ့မိုးကုံမြို့နယ်တွေကိုလေကြောင်းကနေပုံကျဲခဲ့တာကြောင့်ထိခိုက်ဒေဆုံးမှုအရေအတွက်ဟာထပ်တိုးလာနေတာဖြစ်ပါတယ်။စစ်ကော်မရှင်တပ်ဟာဒေသအနှံ့မှာအရသာပြည်သူတွေပေါ်ပြစ်မှတ်ထားပြီးစစ်ရာဇဝတ်မှုကျူးလွန်နေကြောင်းနဲ့ဒေသခံပြည်သူတွေအနေနဲ့စည်ရေးသတိရှိဖို့လေကြောင်းရံနဲ့လက်နက်ကြီးရံကိုကာကွယ်ကြဖို့တရလလေးကတတိပေးထားပါရယ်ခင်ဗျာ။စကိုင်းတိုင်းတစယ်မြို့နယ်အတ္တောကြီးအော်မှာအထိုင်ချထားတဲ့စစ်ကော်မရှင်တပ်အပြောင်းအလဲလုပ်ပြီး ကမ်ဘလူမြို့နယ်ကာဘိုးကြီးရွာကိုပြန်လာတဲ့အချိန်အဲ့ဒီစစ်ကြောင်းကိုဂျားဖြတ်တိုက်ခိုက်ခဲ့ရမှာ၁၁ရောက်တည်ဆုံသွားတယ်လို့ရေဦးမြို့နယ်ပကဖကပြောပါတယ်။အော်တိုဘားလ၂၀ရက်မနေ့ကမနက်၉နာရီခွဲအချိန်လောက်မှာအတောကြီးရွာနယ်ကာဘိုးကြီးရွာအကြားတစဲမြို့နယ်တနေရာမှာဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ရေဦးမြို့နယ်ပြည်သူ့ကကွေတပ်ဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ကျွန်တော်တို့ဂျားပြက်တိုက်ခိုက်လိုက်တာက40လောက်ပါတဲ့စစ်ကြောင်းပါ ကနဦးတိရတာက17ရောက်သေဆုံးပြီး6ရောက်လောက်ဒဏ်ရာရပါတယ်။နှစ်ဖွဲ့ကြားတဲ့ကိုကြားဖြဲ့ဝင်ရောက်တိုက်ခိုက်တာဆိုတော့တိုက်ပြီးပြီးချင်းပြန်ဆုတ်လာတာဆိုတော့လက်နက်ခေရန်သိမ်းဆီးရမိတာတွေတော့မရှိပါဘူးလို့သူကပြောပါတယ်။အား200လောက်ပါတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဟာအတောကြေးရော်မှာအထိုင်းစခန်းကနေအား200လောက်ပါတဲ့စစ်ကော်မရှင်တပ်ဖွဲ့စစ်ကြောင်းဟာအတောကြေးရော်အထိုင်းစခန်းကနေကင်းချင်းပြီး ကာဘိုးပြူအော်ကိုစစ်ကြောင်း၃ကြောင်းခွဲပြီးပြန်လာတဲ့အချိန်မှာအခုလိုတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီးတော့တိုက်ပွဲကမိနစ်30လောက်ကြာမြင့်ခဲ့တယ်လို့လည်းရေဦးမြို့နယ်ပကဖကပြောပါတယ်ဒီတိုက်ခိုက်ခံလိုက်ရတဲ့စစ်အုပ်စုတပ်စစ်ကြောင်းဟာဒီနေ့မှာတော့ကာဘိုးပြူအော်ကိုရောက်ရှိသွားပြီဖြစ်ပြီးတော့ပြန်လည်စစ်ကြောင်းထိုးတာတွေမရှိသေးဘူးလို့လည်းရေဦးမြို့နယ်ပကဖတာဝန်ရှိသူတွေကပြောပါတယ် မီဇီမာရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်း TNL ထိန်းချုပ်ထားတဲ့မိုင်းငေါ်မြို့ပေါ်ကိုအာနာတင်စစ်ကော်မရှင်တပ်ကလေကြောင်းတုံးဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတအုပ်အပါအဝင်နှစ်ဦးသေဆုံးသွားတယ်လို့သိရပါတယ်။ဒီဖြစ်စဉ်ကအော်တိုဘားလာ20ရက်မနေ့ကည8:00နာရီအချိန်မှာစစ်ကော်မရှင်တပ်ကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျေးချတိုက်ခိုက်ခဲ့တာပါ။ ဂျက်တိုက်လျင်နဲ့ဘုံနှစ်ကြိမ်ကျေးချတိုက်ခိုက်ခဲ့တာပါတစ်ကြိမ်ကဇေနာကိုကြားရောက်ပေါက်ကွဲပါတယ်နောက်တစ်ကြိမ်ကရဲစခန်းဟောင်းနာကိုကြားရောက်ပေါက်ကွဲပါတယ်ဇေနာကြားတဲ့အလုံးကလူထိခိုက်တာလည်းများပါတယ်တေဆုံးသူတွေနှစ်ဦးရှိပါတယ်လို့ဒေသခံအမျိုးသားတဦးကမီးစီမာကိုပြောပါတယ်ဒီဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာအမျိုးသမီးတဦးနဲ့အမျိုးသားတဦးတေဆုံးပြီးဒဏ်ရာရသူနှစ်ဦးရှိတယ်လို့လည်းသိရပါဗျ။ဒါအပြင်နေအိမ်တချို့မိလောင်ပျက်စီးသွားတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ အာနာသိန်းစစ်ကော်မရှင်တပ်ကတအောင်းထီရန်လန်လေးထိန်းချုပ်ထားတဲ့မြို့နယ်ကြေးရော်တွေကိုအဆက်မပြတ်ဘုံကျဲတိုက်ခိုက်တာတွေလုပ်နေပြီးတော့အော်တိုဘာလ၂ရက်နေ့ကနေအော်တိုဘာလ၂၁ရက်နေ့အထိလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူ၄၆ရောက်အထိရှိလာပြီးလို့သိရပါပါတယ်ခင်ဗျာမန္တလေးမြို့မှာငလျင်တန်ထိထားတဲ့တိုက်ဖြိုချရင်ပြိုချတဲ့အတွက်အမျိုးသားတအူးပြိပြီးကယ်ဆယ်ရေးတွေလှုံ့ဆော်နေကြရပါတယ် အော်တိုဝါလာ21ရက်ညနေ3နာရီဝန်းကျင်ကမန္တလေးမြို့ချိုင်းတာဇံမြို့နယ်34လမ်းနဲ့35လမ်းကြား85အေလမ်းမှာငလင်တန်ထိထားတဲ့တိုက်ဖြိုးရင်းပြိုချလို့အမျိုးသားတူဦးပြီးမိခဲ့တာလို့ဒေတာကန်တွေကပြောပါရယ်လက်ရှိတရားတာနေအိမ်နှလုံးပိတ်သွားတယ်လို့သိရတယ်အဲ့ဒီအိမ်ထဲမှာလူတူဦးပြီးမိနေတယ်ဆိုလို့ကဲထုတ်နေကြတယ်အသေးစိတ်တော့မသိရသေးဘူးအခုကဲထုတ်ဖို့စူးစမ်းနေကြတယ်လို့ဒေတာကန်တူကပြောပါရယ်ပြီးမိတဲ့မျိုးသားဟာ အောင်နဲ့အနောက်ရက်ကွက်နေထိုင်တဲ့ကိုဝင်းကိုစိုးသူဖြစ်ပြီးသူ့ကိုနေမြေကန်မီးတပ်တွေပရိုက်တာအတင်းတွေကကယ်ဆယ်ပေးနေတယ်လို့ရက်ကွက်ဒေသခံတွေကပြောပါရယ်။မန္တလေးမြို့မှာငလင်ကြီးဖြစ်ပွားပြီးတဲ့နောက်ပိုင်းတိုက်တွေဖြိုချရင်းသေဆုံးခဲ့ရတဲ့သူဟာလေးဦးထံမှနေရှိခဲ့ပါရယ်။မန္တလေးမြို့မှာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကအင်အား9.9ပြင်းအားရှိတဲ့ငလင်ကြီးလှုပ်ခတ်မှုကြောင့်နေပေါင်းများစွာပြိုကျပျက်စီးခဲ့ပြီးပြည်သူပေါင်းထောင်နဲ့ချီသေဆုံးခဲ့ရပါရယ်ခင်ဗျာ။ ။မြစည်းမရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းသတင်းတွေကို တင်ဆက်ပေးကြတာပါ။အခုကတော့နိုင်ငံတကာသတင်းတွေကိုဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။ ဂါဇာပြည်ရဲ့စာချုပ်ကိုချိုးဖောက်ရင်ဟားမတ်အဖွဲ့ကိုတုတ်တင်သွားမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတင်းလာနေမှာသတိပေးလိုက်ပါတယ်။ဒါပေမဲ့ပါလက်စတိုင်းစစ်သွေးကြွအုပ်စုကို အပြည့်ရဲ့စာချုပ်ကိုလိုက်နာဖို့သူအခွင့်အရေးပေးမယ်လို့လည်းပြောဆိုလိုက်ပါတယ်။အဲ့လိုထရန့်ရဲ့မှတ်ချက်စကားထွက်ပေါ်လာပြီးမကြမီမှာပဲဒုသမ္မတ JD Vance Israel ကိုထွက်ခွာသွားပြီးအဲ့ဒီနေရာမှာရောက်ရှိနေတဲ့ထိတ်တန့် American တန်တမန်2ဦးနဲ့ Israel မှာတွေ့ဆုံမှာဖြစ်ပါတယ်။ ကျိုးပြက်လွယ်တဲ့အပြစ်ရဲ့စာချုပ်ပြက်ပြဲနိုင်တဲ့သတင်းဖတ်ကုံကအကြမ်းဖက်မှုတွေဖြစ်ပွားပြီးအဲ့ဒီလိုတွားရောက်ခဲ့ကြတာဖြစ်ပါတယ်။ကျွန်တော်တို့ဟာမတ်စ်နဲ့သဘောတူညီချက်ယူခဲ့တာသူတို့ကကောင်းကောင်းမွန်မွန်နေပါမယ်၊စီကံကြနေပါမယ်၊မွန်မွန်ရီနေပါမယ်ဆိုလိုယူခဲ့တာပါလို့ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီယိုဘာနီစ်ကိုလက်ခံတွေ့ဆုံရမှာထရန့်ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။ ။ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်ဘာနစ်ကိုလက်ခံတွေ့ဆုံရမှာထရန့်ကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။သူတို့ဒီလိုမနေဘူးဆိုရင်သူတို့စီတွားပြီးချေမှုန်းတုတ်တင်ပြင်မယ်။လိုအပ်လာရင်ဒီလိုလုပ်မယ်။သူတို့ကိုတုတ်တင်ပြင်မယ်။ဒါကိုသူတို့သိပါတယ်လို့ထရန့်ကပြောပါတယ်။ကာဇာသဘောတူညီချက်ရရှိရေးမှာထရန့်ကကြားဝင်ကူညီဆောင်ရွက်ပေးကြတာပါ။ ဒါပေမဲ့တေဆုံးပြီးဇာကန်ရဲ့ရုပ်အလောင်းတွေလွှဲပြောင်းပြီးမှနှောင့်နှေးကြံ့ကြာမှုတွေရှိနေတယ်လို့အစ္စရေးကဆွဆွဲပြီးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့အတွက်အဲ့ဒီစာချုပ်ဟာချိန်ချောက်ခံနေရပါတယ်။သူတို့အဖွဲ့ဟာ စာချုပ်အပေါ်လိုက်နာဆဲရှိတယ်လို့ Hamas အဖွဲ့ရဲ့ထိတ်တန်းစစ်ဆက်ညှိနှိုင်းသူ Khalid El Hira ကအီဂျစ်သတင်းဌာနကိုပြောထားပါတယ်။ရင်းပြောင်းလဲထားသူတွေအကြောင်းဆိုရှယ်မီဒီယာမှာ post တင်ရေးသားခဲ့တဲ့ ဟာနာဆိုင်ဆရာတအူးကိုဖမ်းဆီးခဲ့တဲ့အတွက်ဝေဖန်ခံရပြီးတဲ့နောက်ရာဆွတ်မှုမဟုတ်တဲ့အမုန်းစကားတရက်တွေကိုစုံစမ်းစစ်ဆေးတာတွေကိုသူတို့ရပ်တန့်လိုက်တော့မှ ဖြစ်ကြောင်းလန်ဒန်ရဲတပ်ဖွဲ့ကသတင်းလာနေကပြောပါရယ် Father Tag နဲ့ Auntie Crown တို့ကို ရေးသားခဲ့တဲ့ဆာရေးဆရာ Graham Lynn ကသူ social media မှာရေးသားခဲ့တဲ့ရေးသားမှုတွေအတွက် လန်တန်ဟိတ်ယိုလီစီအရောက် ဖန်စီထိမ့်သိမ်းခဲ့ပြီးတဲ့နောက်ဒီလိုစော်ကားရေးသားတဲ့ဆိုရှယ်မီဒီယာအရေးသားတွေအပေါ်ကိုကင်တွယ်ပုံကိုတိတ်ချရှင်းပြဖို့လန်တန်ရဲမင်းကြီးမက်ယိုနီကအမိခံခဲ့ရပါတယ်။အဲ့ဒီချိန်မှာ UK ရဲတပ်ဖွဲ့စောင့်ကြည့်ရေးအဖွဲ့ကလည်းရာဇဝတ်ပြစ်မှုမဟုတ်တဲ့အမုန်းစကားအဖြစ်အပျက်များအတွက်ရဲတပ်ဖွဲ့အနေနဲ့စုံစမ်းစစ်ဆေးတာနဲ့ ထွက်ချက်မှတ်တမ်းရယူခြင်းတွေကိုရပ်တန့်မှုထောက်ခံအကြံပြုတင်ပြခဲ့ပါတယ်။လက်ရှိဥပဒေနဲ့ဤဥပဒေအရအကြံဖတ်မှုလှုပ်ဆောင်ဖို့အွန်လိုင်းပေါ်လှုံ့ဆော်ရာကိုအရေးယူဆောင်ရွက်ဖို့မဖြစ်နိုင်တဲ့အတွက်ရဲရရှိရအနေနဲ့အစိတ်တောက်ရှိရရင်ကျေးမှုစပွဲအငင်းခုံတွေကိုစုံစမ်းစစ်ဆေးတဲ့လို့ရိုလီအနေနဲ့မယုံကြည်ကြောင်းလန်ဒန်မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့ကကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အကျိုးရလအနေနဲ့ယာဆွေးမှုမဟုတ်တဲ့အမုန်းစကားအဖြစ်အပျက်တွေကို Metropolitan ရဲ့တပ်ဖွဲ့ကစုံစမ်းစစ်ဆေးတော့မှမဟုတ်ကြောင်း Metropolitan ရဲ့တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ်မြစီမရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုကတော့ပြည်တွင်းသတင်းလွှာရဲ့အလှည့်ပါ လူအများစိတ်ဝင်စားမှုဖြစ်ပွားနေတဲ့ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ကစတိုးဆိုင်တစ်ခုမှာပစ္စည်းခိုးယူတယ်လို့ဆက်ဆွဲပြီးရိုက်နှက်ခံရသူတာအမီနဲ့ရိုက်နှက်သူဆိုင်ပိုင်ရှင်အမျိုးသမီးနှစ်ဖက်စလုံးကိုရဲစခန်းမှာထိမ့်သိမ်းထားတယ်လို့သတင်းရရှိပါတယ်ခင်ဗျာအော်တိုဘာလ20ရက်မနေ့ကညနေပိုင်းက TikTok လူမှုကွန်ရက်ပေါ်မှာစတင်ပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်မှာ ခလေးချီထားတဲ့အမျိုးသမီးကိုဆိုင်ရှင်ဖြစ်သူလို့ယူဆရတဲ့အမျိုးသမီးကဆိုင်အတွင်းမှာပဲတကိုးဆိုပြီးဆွဆွဲပြီးတော့ရိုက်နှက်တာတွေခလေးဖြစ်သူကိုလည်းတွန်းထုတ်တာတွေနေပူထဲမှာရှိတဲ့လမ်းဘေးဓာတ်တိုင်မှာခလေးနဲ့ခလေးချီထားတဲ့အမျိုးသမီးနှစ်ဦးစလုံးကိုကြိုးချီထားတာတွေလုပ်နေတဲ့မြင်ကွင်းတွေပါဝင်ပါတယ်ဒီဖြစ်စဉ်ကလိုင်းတာယာမြို့နယ်ဘိုချုပ်လမ်းမပေါ်မှာရှိတဲ့ Twitter သူဆိုတဲ့အထယ်ဆိုင်နဲ့စတိုးဆိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ဘယ်နှစ်ရဲ့ဘယ်ချိန်ကဖြစ်ပွားခဲ့တယ်ဆိုတာကိုတော့အတိမပြုနိုင်သေးပါဘူးဒီဗီဒီယိုဖိုင်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လာခဲ့ပြီးနောက်ပြည်စည်းခိုးယူသူလို့ဆွဆွဲခံရသူတာအမီနှစ်ဦးကိုရိုက်နှက်တဲ့ဆိုင်ပိုင်ရှင်ကိုလူမှုကွန်ရက်သုံးဆွဲသူတွေကဝေဖန်မှုတွေရှိနေခဲ့တာပါ တကယ်လို့ပစ္စည်းခိုးတယ်ဆိုရင်တောင်ခိုးတဲ့အမျိုးသမီးကိုရိုက်တာဘာမှမပြောလိုပါဘူး။ဒါပေမဲ့ခလေးကိုပါလုတာကလွန်တယ်လို့လူမှုကွန်ရက်သုံးဆွဲသူတဦးကမှတ်ချက်ပြုရေးသားထားပါတယ်။ဒီလိုလူမှုကွန်ရက်မှာပြင်းပြင်းထန်ထန်ဝေဖန်မှုတွေရှိလာပြီးနောက်အမျိုးသမီးနဲ့ခလေးငယ်ကိုရိုက်နှက်မှုကျူးလွန်တဲ့စတိုးဆိုင်ပိုင်ရှင်ကိုအော်တိုဘားလာ21ရက်ဒီကနေ့မနက်ပိုင်းမှာရန်ကုန်လိုင်တာယာမြို့မှရဲစခန်းကလာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ ရိုက်တဲ့သူရောအရိုက်ခံရတဲ့မိသားစုရောနှစ်ဖက်စလုံးရဲစခန်းထဲမှာပါ အပြင်မထွက်လာသေးပါဘူး။ဘာဆက်လုပ်ကြမလဲဆိုတာတော့ခဏနေရင်သိရမှာပါ။ဗီဒီယိုဖိုင်ထဲမှာပြောနေတဲ့ရင်နွေးပူနဲ့လောင်းတာတော့မရှိခဲ့ပါဘူးလို့ဒီဖြစ်စဉ်ကိုလိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့အူကဒီကနေ့နေ့လယ်ပိုင်းမှာမီစီမာကိုပြောပါတယ်။ ဒီလိုရိုင်းနှက်ခံရသူအမျိုးသမီးဟာလိုင်းသာယာမြို့နယ်မှာနေထိုင်တဲ့ကလေးနှစ်ယောက်မိခင်ဖြစ်ပြီးတော့မိသားစုစားဝတ်နေရေးအတွက်တောင်းရန်စားတောက်နေသူဖြစ်တယ်လို့ဒေတာခန့်တွေက ပြောပါတယ်ဒီဖြစ်ရပေါ်ဘလို့အရေးယူဆောင်ရွက်မယ်ဆိုတာကိုအများပြည်သူကစိတ်ဝင်တစားစောင့်ကြည့်နေကြသလိုဗီဒီယိုဖိုင်ထဲမှာပါတဲ့ရိုင်းနှက်ခံရတဲ့တာမီနှစ်ဦးကိုကုညီဆောင်ရွက်ပေးဖို့ Pride အသင်းတွင်နဲ့ online နာမည်ကြီးပုဂ္ဂိုလ်တချို့ကလှုံ့ဆော်နေကြတယ်လို့လည်းသိရပါပါတယ်ခင်ဗျာ။ မြစီမာရေဒီယိုရဲ့အင်္ဂါနေ့ညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အခုတစ်ခါဆက်လက်နားဆင်ရမှာကတော့ Key to Heart ကျမကြီးအစီအစဉ်ဖြစ်ပါတယ်။ ပြည်သက်တွေအားလုံးပဲမင်္ဂလာပါခင်ဗျာ key to health program ကနေကြိုဆိုလိုက်ပါတယ်။ကျမပြောရှင်းတဲ့ဘဝတစ်ခုအတွက်အဓိကကြတဲ့အရာတစ်ခုကတော့အစာအာဟာရမျှတစွာစားသုံးခြင်းပါပဲ။ဒီနေ့ဗီဒီယိုမှာတော့အစာအာဟာရမျှတစွာဘယ်လိုစားသုံးရမလဲဆိုတဲ့အခြေခံအချက်တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အာဟာရဓာတ်6မျိုးအကြောင်းနဲ့ဓာတ်3မျိုးစီရဲ့အာဟာရမျှတစွာစားသုံးခြင်းအရေးပါပုံ။အကျိုးကျေးဇူးစတဲ့အကြောင်းကိုဆက်ဆက်ပြီးအခန်းကဏ္ဍတွေအားလုံးကို ြေကြေပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ်။အာဟာရဓာတ်6မျိုးကက်စီဒက်ကာဘိုဟိုက်ဒရိတ်ဓာတုဗေဒအရကာဗွန်ဟိုက်ဒရိုဂျင်နဲ့အောက်ဆီဂျင်တို့ ပေါင်းစပ်ပါဝင်တဲ့ဓာတ်ပေါင်းတစ်မျိုးဖြစ်ပါတယ်။ခန္ဓာကိုယ်အတွက်လှုပ်ဆောင်ချက်ကတော့အ धिक စွမ်းရင်အရင်းမြစ်ရရှိတာဖြစ်ပါတယ်။ကက်စီဒက်အမျိုးအစားများရိုးရိုးကက်စီဒက်စင်ပယ်ကာဘိုဟိုက်ဒရိတ်ဖွဲ့စည်းပုံတခြား molecule တစ်ခုလည်းဒါမှမဟုတ်နှစ်ခုပါဝင်ပါတယ်။ဥပမာတွေအနေနဲ့တခြားပြားရည် နို့တတိတွေတတိဖြောရည်တက်ရောက်မှုကတော့ခန္ဓာကိုယ်ရဲ့မြ мян ဆုပ်ယူပြီးစွမ်းအင်အမြန်ထုတ်ပေးပါတယ်ရှုပ်ထွေးကစီဒတ် complex carbohydrate ဖွဲ့စည်းပုံအနေနဲ့တကြား molecule များစွာဆက်ဆက်နေပါတယ်ဥပမာတွေကတော့ဆန်လုံးညိုဂျုံချမ်းပဲမျိုးမျိုးအာလူးကစွန်းဥပမုံညိုလိုဖြစ်ပါတယ်တက်ရောက်မှုကတော့ခန္ဓာကိုယ်ရဲ့ဖြည်းဖြည်းချင်းဆုပ်ယူပြီးစွမ်းအင်ကြာရှည်ထုတ်ပေးပါတယ် ကစီတက်ရဲ့အရေးပါမှုများစွမ်းအင်ထုတ်လို့ရေးအုံနောက်လုပ်ငန်းဆောင်တာတွေအတွက်အထူးစွမ်းအင်အရင်းမြေကိုလက်လှုပ်ရှားမှုအတွက်လိုအပ်တဲ့စွမ်းအင် အစာချေစနစ်အမြင့်တက်ပါဝင်တဲ့ကစီတက်တွေကအစာချေလမ်းကြောင်းကျန်းမာရေးကိုအထောက်အပံ့ပြုပါတယ်အာယုံကျော်စနစ်အုံနောက်နဲ့အာယုံကျော်များပုံမှန်လှုပ်ဆောင်မှုလိုအပ်ပါတယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့ကစီတက်ရွေးချယ်နေရွေးချယ်တဲ့အစားအစာတွေကတော့ဆန်လုံးညုံဂျုံချမ်း ပဲမျိုးမျိုးကစုံဥတက်သေးတွေဟင်းသီးဟင်းရွက်တို့ဖြစ်ပြီးရှောင်းကျင်တဲ့အစားအစာတွေကတော့တကြားတွေ အချိုရည်တွေဖြူစွတ်စွတ်ပါမုံကိတ်မုံဘစ်ကေပြုပြင်ထားတဲ့အတင်စားအစားအစာတွေဖြစ်ပါတယ်။နေ့စဉ်လိုအပ်တဲ့ပမာဏကစီတက်ကိုနေ့စဉ်စားသုံးမှုရဲ့55ကနေ65ရာခိုင်နှုန်းကန်အထိစားသုံးတင်ပါတယ်။ဒါပေမဲ့ရိုးရိုးကစီတက်ထက် ရှုပ်ထွေးကစီတက်ကို ပိုမှုရွေးချယ်စားသုံးမှုတော့အရေးကြီးပါတယ်။ပရိုတင်းဓာတ် ပရိုတင်းဟာခန္ဓာကိုယ်အတွက်အဆောက်အဦတည်ဆောက်သူလို့သင်စားရမယ့်တက်ကူပါအခြေခံဖွဲ့စည်းမှုကတော့ amino acid ဆိုတဲ့သေးငယ်တဲ့မော်လီကျူးတွေနဲ့ဖွဲ့စည်းထားတဲ့ drug ပေါင်းကြီးဖြစ်ပါတယ်ပရိုတင်းဓာတ်ရဲ့အဓိကလုပ်ငန်းဆောင်တာများခန္ဓာကိုယ်တည်ဆောက်ရေးကြွက်သားတွေတည်ဆောက်ခြင်းနဲ့ပြုပြင်ခြင်းအရေးပြားသပင်လက်သေးတွေကြီးထွားရေးအရိုးတွေတက်မာစေရေးဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာအင်ဇိုင်းတွေထုတ်လုပ်ဖို့ဟော်မုန်းတွေထုတ်လုပ်ဖို့ ခုခံအားစနစ်မြင့်တင်ဖို့အတွက်လိုအပ်ပါတယ်။တည်ဆောင်ရေးဟီမိုဂလိုဘင်ကတဆင့်အောက်ဆီဂျင်တည်ဆောင်ခြင်းအာဟာရဓာတ်တွေခန္ဓာကိုယ်တလျှောက်ဖြန့်ဝေခြင်းတို့အတွက်လိုအပ်ပါတယ်။ပရိုတင်းဓာတ်အမျိုးအစားများသရိစံထွက်ပရိုတင်းအသားဝတ်စိတ်အမဲကြက်သားဘဲသားငါးနဲ့ပင်လယ်စာနှုတ်ထွက်ပစ္စည်းများနှုတ်ဒိန်ချင်း cheese ဥအမျိုးမျိုးလိုဖြစ်ပါတယ်။အပင်ထွက်ပရိုတင်းပဲအမျိုးမျိုးပဲစင်းကုန်ကလပဲ မတ်ပဲအခွန်မာသီးတွေကတော့ဘာဒန်စေတကြသည်ဂျုံချန်းဆန်လုံးမျိုးလို ဖြစ်ပါတယ်နေ့စဉ်လိုအပ်တဲ့ပမာဏပုံမှန်လူတစ်ယောက်အတွက်တစ်နေ့ကို6ကျင်း1ကီလိုဂရမ်ကို3.8ဂရမ်ကနေ3.2ဂရမ်အထိလိုအပ်ပါတယ်လှုပ်ရှားမှုလိုက်လိုအပ်ချက်တာမန်လူအတွက်3.8ဂရမ်ကီလိုဂရမ်ကိုကာယလေ့ကျင့်သူအတွက်3.2ကနေ3.9ဂရမ်ဒါမှမဟုတ်ကီလိုဂရမ် ကြီးထွားဖွံ့ဖြိုးဆဲကလေးငယ်တွေအတွက်3.5ဂရမ်ဒါမှမဟုတ်ကီလိုဂရမ်။ကြမ်းမိုင်နဲ့ညင်ညွတ်တဲ့ပရိုတင်းရွေးချယ်နည်းများအကြံပြုချက်တွေအနေနဲ့ကတော့ကြက်ရင်ပုံသားအစီနဲ့ပရိုတင်းတွေငါအိုမီဂါ3ပါဝင်ပါတယ်။ပယ်မျိုးမျိုး အမြင့်တက်ကျွေးဝပါတယ်။အစီထုတ်ထားတဲ့နှုတ်ထွက်ပစ္စည်းတွေလို့ဖြစ်ပြီးတတိထားဖို့အချက်ကတော့အစီများတဲ့အသားတွေပြုပြင်ထားတဲ့အသားတွေကိုရှောင်ကျဉ်သင့်ပါတယ်။အစီဓာတ် အစီတက်ဆိုတာကျမ်းမာရေးအတွက်ရန်သူမဟုတ်ပါဘူးမိတ်ဆွေဖြစ်ဖို့လိုတဲ့တက်တမျိုးပါအစီတက်ဆိုတာဓာတုဗေဒအရ click straw နဲ့ fatty acid တို့ပေါင်းစပ်ထားတာဖြစ်ပြီးစွိုင်းအင်တိုလောင်မှုအနေနဲ့1 gram ကို6 calorie ပါဝင်ပါတယ်။ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေအတွက် မရှိမဖြစ်အရေးပါတဲ့တက်တမျိုးလည်းဖြစ်ပါတယ်။အစီတက်ရဲ့အဓိကလုပ်ငန်းဆောင်တာများစွိုင်းအင်တိုလောင်ခြင်း၊ကြာရှည်စွိုင်းအင်အရင်း ကစီတက်ထက်နှစ်ဆပိုတိုလောင်နိုင်ပါတယ်။အရေးပေါ်စွန့်ရင်အရင်မြင့်အနေနဲ့ဆာလောင်မှုကာလမှာအသုံးပြုပါရယ်။ကာကွယ်ရေးအရိုးတွေကိုချောစီပေးခြင်းအင်္ဂါအစိပ်ပိုင်းတွေကိုကာကွယ်ခြင်းခန္ဓာကိုယ်အပူချိန်ထိန်းညှိခြင်းတို့ဖြစ်ပါတယ်။အာဟာရစုပ်ယူမှုဗီတာမင် A D E K တို့စုပ်ယူမှုကိုအကူအညီပေးပြီးအဆီဓာတ်ပါမှဗီတာမင်တွေထိထိရောက်ရောက်အသုံးချနိုင်ပါတယ်။အဆီဓာတ်အမျိုးအစားများကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေအနေနဲ့ မပြေဝစီများတန်လွင်စီနှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ထောပတိဗီတာမင်နဲ့တက်တူတက်ကျွေးဝပါတယ်။အခွန်မာသီးများဗာဒန်စိတ်တကြားသီးအဆိတ်အဆန်များ နေကြာစိတ်ဖယုံစိတ်ငါးကြီးစီအိုမီဂါ3ဖက်တီအက်ဆစ်ကျွေးဝပါတယ်။အိုမီဂါ3ဖက်တီအက်ဆစ်ဆယ်မွန်ကတူနာကအခွန်မာသီးများပင်လယ်စာများနှလုံးကျန်းမာရေးနဲ့အုံနောက်ဖွံ့ဖြိုးမှုအတွက်အထူးကောင်းမွန်ပြီးကျန်းမာရေးအတွက်မကောင်းတဲ့အစီအွေကတော့ပြေဝစီတွေ နှုတ်ထွက်ပစ္စည်းတွေဥပမာအနေနဲ့ထောဘတ် cheese အနီအောင်အသားတွေအမဲသားဝတ်သားသူတို့ကိုတော့အနေငယ်ပဲစားသုံးတင်ပါတယ်ပြည့်ပြင်ထားတဲ့အစားအစာတွေအနေနဲ့ကိတ်မုန်ဘီစကွတ်ကြော်ထားတဲ့အစားအစာတွေအာလူးကျော်ကြက်ကျော်တို့ကိုတော့လုံးဝရှောင်ကျဉ်တင်ပါတယ်နေ့စဉ်လိုအပ်တဲ့ပမာဏကျန်းမာရေးနဲ့ညီညွတ်တဲ့လူကြီးတယောက်အတွက်တစ်နှစ်တာကယ်လိုရီရဲ့20ရာခိုင်နှုန်းကနေ35ရာခိုင်နှုန်းကိုအစီအတက်ကနေရရှိတင်ပါတယ်အချိုးအစားအကြံပြုချက်အနေနဲ့ မပြေဝစီဟာ80ကနေ90ရာခိုင်နှုန်းပြေဝစီကတော့30ရာခိုင်နှုန်းကနေ20ရာခိုင်နှုန်းထက်မပိုတင်ပါဘူးကျမ်းမာရေးနဲ့ညီညွတ်ပြီးအစီရွေးချယ်နီးစားသုံးတဲ့အစားအစာများတန်လွင်စီထောပတ်သီးအခွန်မာသီးတွေဆယ်မွန်ကားရှောင်ကျင်တဲ့အစားအစာတွေကတော့အတင်စားကြော်အစားအစာများပြုပြင်ထားတဲ့မုန်ပဲသေးစာတွေမာဂျရင်နဲ့အတူထောပတ်တွေလို့ဖြစ်ပါတယ်ဗီတာမင်ဓာတ်များ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကိုထိန်းချုပ်ထားတဲ့ဗီတာမင်ဓာတ်တွေအကြောင်းကိုဆက်လက်ပြောပြသွားပါမယ်။ဗီတာမင်ဓာတ်ဆိုတာခန္ဓာကိုယ်ကြီးထွားမှုဖွံ့ဖြိုးမှုနဲ့ဇီဝရုပ်ဖြစ်ပျက်မှုအတွက်လိုအပ်တဲ့ organic ဓာတ်ပေါင်းဖြစ်ပြီးပမာဏအနေနဲ့အနည်းငယ်သာလိုအပ်ပေမဲ့အရေးကြီးတဲ့ဓာတ်ဖြစ်ပါတယ်။အရင်းမြစ်အနေနဲ့ကတော့အစားအစာတွေကနေအထူးကရရှိနိုင်တာပါ။ဗီတာမင်ဓာတ်များအမျိုးအစားရေမာပျော်ဝင်တဲ့ဗီတာမင်ဓာတ်များဗီတာမင် B အုပ်စုဗီတာမင် C အစီမပျော်ဝင်တဲ့ဗီတာမင်တွေဗီတာမင် ADEK ဗီတာမင် B1 လုံဆောင်ချက်အနေနဲ့စွိုင်းရင်ထုတ်လို့ရအာယုံကျော်စနစ်ကောင်းမှွန်ပြီးအရင်းမြစ်အနေနဲ့စံကြုံပဲဝတ်သားတို့ကလည်းရရှိပါတယ်ဗီတာမင် B2 ရဲ့လုံဆောင်ချက်ကတော့ cell ကြီးထွားမှုစွိုင်းရင်ထုတ်လို့မှုအတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့ no u အစိမ်းအောင်ဟင်းဒီဟင်းရွက်တို့ကရရှိပါတယ်ဗီတာမင် B3 ရဲ့လုံဆောင်ချက်အနေနဲ့ကတော့ အစာချေစနစ်အာယုံကျော်စနစ်အတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့ကြက်သားငါမှုလို့ကနေရရှိပါတယ်ဗီတာမင် B6 ရဲ့လှုပ်ဆောင်ချက်ကတော့ပရိုတင်းဇီဝရုပ်ဖြစ်ပျက်မှုသွေးနီဦးထုတ်လုပ်မှုအရေးအတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့ကြက်သားငါနဲ့အာလူးတို့ကနေရရှိပါတယ်ဗီတာမင် B2 ကတော့သွေးနီဦးထုတ်လုပ်မှုအာယုံကျော်စနစ်အတွက်ဖြစ်ပြီးအရင်းမြစ်အနေနဲ့အသားငါနဲ့နှုတ်ထွက်ပစ္စည်းတို့ကနေရရှိပါတယ်ဗီတာမင် C ရဲ့လှုပ်ဆောင်ချက် ခုခံအားစနစ်ကော်လာဂျင်ထုတ်လုပ်မှုအတွက်ဖြစ်ပြီးအရင်းမြင့်အနေနဲ့လိမ္မော်သည်တံမြသည်စတော်ဘယ်ရီတို့ကနေရရှိပါတယ်။အစီမပျော်ဝင်တဲ့ဗီတာမင်တွေနံပါတ်၁ဗီတာမင် A လှုပ်ဆောင်ချက်အမင်းအယုံအရေးပြားကျန်းမာရေးအတွက်ဖြစ်ပြီးအရင်းမြင့်အနေနဲ့မုံလာဥနီကစွန်းဥဟင်းနုံတွေတို့ကနေရရှိပါတယ်။နံပါတ်၂ဗီတာမင် D လှုပ်ဆောင်ချက်အရိုးကျန်းမာရေးကယ်လ်ဆီယမ်စုပ်ယူမှုအတွက်ဖြစ်ပြီးအရင်းမြင့်အနေနဲ့ နေအောင်ကြီး9နဲ့ဥရောကနေရရှိပါတယ်။တတုတ္တများတတုတ္တတွေဟာကျွန်တော်တို့ရဲ့အယိုးတွေ၊သွေးတွေ၊အာယုံရောတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ဓာတ်တမျိုးပါ။အကြီးစားတတုတ္တတွေနဲ့အသေးစားတတုတ္တတွေဆိုပြီးတတုတ္တတွေကိုအမျိုးအစားခွဲခြားထားပါတယ်။ရေအာဟာရဓာတ်6မျိုးတွေကနောက်ဆုံးတစ်မျိုးဖြစ်တဲ့ရေဓာတ်အကြောင်းကိုဆက်လက်ပြောပြသွားပါမယ်။ရေဟာ လူခန္ဓာကိုယ်ရဲ့60ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းအထိပါဝင်ပြီးတက်ရှိအလုံးရဲ့အသက်ရှင်ရေးအခြေခံဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ UNICEF စောင်းပါတွေကနေပြီးကိုးကားထားတာဖြစ်ပါတယ်။နောက်တစ်ပတ်မှာလဲကျွန်တော်တို့ K2 Heart အစီအစဉ်ကနေ အမျိုးသမီးကလေးတွေနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ဘူးတုဒရစေမဲ့အကြောင်းအရာတွေအလှအပနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပတ်စဉ်တနင်္လာနေ့တိုင်းဆောင်မြောကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာအဲ့ဒါ ကျွန်တော်တို့မြေဆီမရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်ပါတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတောသားရှင်တို့အနေနဲ့ဝေဖန်အကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ရဲ့ One Way FM Facebook Page ရဲ့ Messenger နဲ့မြေဆီမရေဒီယို ဆောင်ပါရှင်ဆိုတဲ့ Telegram Group မှာစာရေးသားပေးပို့နိုင်ကြပါတယ်။တောသားရှင်တို့ရဲ့ဝေဖန်အကြံပြုချက်တွေကို ကြိုဆိုပါရစေခင်ဗျာ။ မြစီမရေဒီယိုရဲ့ဒီနေ့ညအစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ပေးပါနေပြင်ဝီပြီးကိုစိတ်နှပါချမ်းမာချမ်းသာပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်မြန်မာပြည်သူနဲ့အတူရက်တည်နေမယ်မြစီမရေဒီယိုပဲ ဖြစ်ပါတယ်နားဆင်ခဲ့ကြသူတွေအားလုံးချမ်းမာကြပါစေခင်ဗျာ